ုမျိုးအဲ့တော့ manly pdf ကလည်းဒါမျိုးကန်တွယ်ဝါတာတွေ့တဲ့အကြောင်းကိုကျွန်တော်ကလည်းသဘောကျတယ်တော်တော့အဲ့ဒီခံပြောတဲ့လူတို့သူတို့ဒီကျွန်တော်ကြားတာစစ်တပ်ရရှိတရားမိသားစုလို့ကြားရဟုတ်မဟုတ်တော့မသိဘူးဘလို့ပဲဖြစ်ဖြစ်ပါချင်းနေတာတခုကတော့ကျွန်တော်တို့အောင်အောင်မြင်မှုတွေ့ရတယ်ဆိုတဲ့စကားလုံးကိုပြန်ကောင်းရအောင်ဘာအောင်မြင်မှုလဲဆိုလို့ရှိရင်ကျွန်တော်တို့နဲ့နေရတာဒီသူတို့ကျွန်တော်တို့ကိုခံပြောတော်လဲပဲအာခံဟိုပြောတော်လဲပဲသူတို့ကို မတက်တော့ပါဘူး အသက် OA စီးစိမ်မဆိုးရှုံးတော့ပါဘူးဆိုတော့စစ်ခံစားချက်သူတို့မှရှိနေတယ်။အဲ့တော့ပြောချင်တာကသူတို့ကကျွန်တော်တို့မကြိုက်နှစ်သက်တော်လဲပဲသူတို့စိတ်ထဲမှာလက်ခံနေတယ်ကျွန်တော်တို့နဲ့နေရတာလုံခြုံတယ်ဆိုတော့အတိစိတ်ကမတိစိတ်ကလက်ခံနေတယ်ဆိုတော့သဘော သွားတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တွန်လိုင်းရေးရတယ်လူထုလုံခြုံမှုဖြစ်ဖို့ဆိုတဲ့အချက်တစ်ချက်ပါဝင်တဲ့အတွက်ကြောင့်မို့ကိုယ်မနစ်သက်တော့လဲလုံခြုံနေတယ်ဆိုတဲ့ခံစားချက်ကကိုကကျွန်တော်တို့တွန်လိုင်းရေးအတွက်အမျက်အစွန်အနှစ်သာရကိုသွားတွေ့လို့ကျွန်တော်က appreciate လုပ်တာဖြစ်ပါတယ်။ကျွန်တော်လေးကျွန်တော်တို့လေးအောင်၆ရောက်ရှိလိုက်ရ တောင်းဝန်ထမ်းဆောင်တဲ့သူတွေလည်းတကယ်ကိုလေးစားဖို့ကောင်းတယ်တကယ်ကိုဥပဒေနားလည်တဲ့ဆရာမတယောက်ပါနေတာလည်းတွေ့ရတဲ့အတွက်တကယ်ကိုစနစ်ကျတယ်လို့ပြောလို့ရတယ်အဲပြန်ပြောတဲ့သူကလည်းဝတရားနှောက်ယှက်မှုအမှုထက်တိုးဝါဟိုဘက်ကတရားစွဲရင်အမှုထက်တိုးဝါနိုင်တယ်ပေါ့အဲဒါပေမဲ့ဒီလောက်ထိခံပြောနေတာတော့ဘာမှမဖြစ်ဘူးဒီလောက်ထိမဟုတ်မဟုတ်တွေပြောနေတာတော့ဘာမှမဖြစ်ဘူးဆိုတော့စိတ်လုံးကျုံမှုလေးရလဲကျွန်တော်တို့တော်လိုင်းရဲ့အနှစ်သာရတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော် ပြန်လည်ရှင်းပြလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ man pdf နဲ့ပြည်သူတွေကြား starling ကိစ္စစကားများရန်ဖြစ်သည့်ဖြစ်စဉ်နဲ့ပတ်သက်ပြီးကိုစွဲမှပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါကျွန်တော်ကိုစွဲပါကျွန်တော်ပြီးခဲ့တဲ့ရက်က man pdf နဲ့အဲမိသားစုတစုပေါ့နော်ပြည်သူလူထုမိသားစုတစုနဲ့ ဗီဒီယိုဖိုင်လေးကို share ခဲ့တယ်ပေါ့နော် share ခဲ့တဲ့ပုံမှာကျွန်တော်ကတော့ caption တစ်ခုကိုရေးခဲ့ပါတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့စိတ်ရှိရှိနဲ့ဆက်ဆံတဲ့တောင်ဝရှိသူတွေကိုလည်းလေးစားပါတယ်ဒီထက်ပိုပြီးစိတ်ရှင်တော့ပိုကောင်းပါတယ်လို့ရေးခဲ့တယ်နောက်တစ် caption ရဲ့ဒုတိယပိုင်းမှာတော့ခံပြောရတဲ့ပတိရှိလာတဲ့ဒီမိုကရေစီအကြောင်းနားလည်လာတဲ့ပြည်သူလူထုတွေလည်းတွေ့ရတော့ဝမ်းသာရပါတယ်ပေါ့ ကျွန်တော်အဲ့လိုမျိုးလေး caption ရေးခဲ့ပြီးဗီဒီယိုဖိုင်လေးတင်ခဲ့တဲ့ပုံပါရဲဘော်တွေကိုလူပါဝါတဲ့မိသားစုကိုကျွန်တော်ကထောက်ခံရမလားဆိုပြီးတော့မှကျွန်တော်ကိုလာပြီးတော့မှပြစ်တင်ဝေဖန်ဆဲဆိုချိန်မောင်းကြတယ်ပေါ့ဗျာအဲ့ဒီထဲမှာကျွန်တော်တကယ်ချင်းနေလဲပါပါတယ်အဲကျွန်တော်အသီးအဆွေတွေလည်းပါပါတယ်ကျွန်တော်မအော်ပါဘူးအော်ပါဘူး ါမဲ့ကျွန်တော်တို့ပြောချင်တာကဒီဖြစ်စဉ်ကိုကျွန်တော်အစအဆုံးတေချာကြည့်တဲ့အချိန်မှာတော့ကျွန်တော်တောင်းဝင်ယူတဲ့တောင်းဝင်ရှိသူတွေကိုတော်တော်လေးကိုလေးစားရတယ်။အဲတော့တော်တော်လေးကိုစိတ်ရှည်တယ်။တစ်ဖက်ကဥပဒေဆရာမဖြစ်နေတာအတကြောင်းလဲပါမှာပေါ့နော်။တော်တော်လေးကိုစိတ်ရှည်တယ်။တော်တော်လေးကိုကိုင်တွယ်နိုင်တယ်ပေါ့နော်။ကိုင်တွယ်နိုင်တယ်ပေါ့။ကျွန်တော်တို့ဒါဆိုရင်အဲ့လိုအခြေအနေမျိုးအဲ့လိုစိတ်ခံစားချက်မျိုးမှာကိုင်တွယ်နိုင်ပါမလားတော့မသိဘူးပေါ့နော်။သူတို့ကိုင်တွယ်နေတာတွေ့ရတော့ လေးစားရတယ်ပေါ့အဲ့တော့ပြောပြချင်တာကအဲ့ဒီမှာလဲအောင်မြင်မှုကျွန်တော်တို့တော်လန်ရဲ့အောင်မြင်မှုတစ်ခုကိုလဲကျွန်တော်တွေးလိုက်ရလို့ကျွန်တော်ကဝမ်းသာလို့ဒီဟာလေးကိုကျွန်တော် share ပြီးတော့မှအဲ့လိုမျိုးလေး appreciate လုပ်လိုက်တာပေါ့နော်ကျွန်တော်ဂုဏ်ပြုလိုက်တာပေါ့ဘာအောင်မြင်မှုကိုတွေးရတာလဲဆိုတော့ကျွန်တော်တို့စကလုံးတွေကအရန်တကူကြီးတယ်ဆိုတဲ့အကြောင်းပေါ့ကျွန်တော်တို့ຫນွေဥတော်လန်ရေးစားတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာပေါ်လာတဲ့အချိန်မှာ ကျွန်တော်တို့ကပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တယ်။ရှင်းပြောရင်တနိုင်ငံလုံးနဲ့ဆိုင်သောပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တာပေါ့ People Defend Force ပေါ့။အဲ့ဒါကိုစစ်ကောင်စီဘက်ကအစ်င့်နှိပ်စီခြင်းတော့ဘယ်လိုမျိုးလုပ်လဲဆိုတော့အနေနဲ့အစိမ်းဆိုပြီးခွဲခြားလိုက်ပြီးတော့မှကျွန်တော်တို့ NLD ပါတီရဲ့လက်နက်ကင်တပ်ဖွဲ့အသွင်တန်းစစ်ကောင်စီကအစ်င့်နှိပ်ပေါ့ကျွန်တော်တို့တောက်လျှောက်စကားပြောလာတဲ့အခါမှာ နောက်ပိုင်းကျွန်တော်တို့တော်တော်များများက NLD NLD ရဲ့လက်နက်ကင်တွေနေပိတ်တွေနေပိတ်တွေဆိုတဲ့စကလုံးတွေကိုယ့်ဘက်ကတော်လိုင်းအင်အားစုတွေတောင်ပြန်ပြောလာတာကိုတွေ့ရတယ်ဒါကျွန်တော်တို့ခွဲခြားလိုက်တာပေါ့ကျွန်တော်တို့ဒီစနစ်တစ်ခုကိုပြောင်းလဲနေတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်အစင်းကနေပါတီတစ်ခုကိုကန့်ကွက်လို့မကျင်တဲ့လို့ထားလက်နက်ကင်တော့အစင်ကိုကျွန်တော်တို့ခွဲခြားလိုက်တာပေါ့အဲ့တစ်ချက်နောက်တစ်ချက်အဲ့ဒါနဲ့သူတို့ခွဲခြားလို့မရတော့သူတို့ဘာပြန်လှုပ်လဲဆိုတော့စစ်ကောင်စီက ဘာပြန်လို့လဲဆိုတော့သူတို့ကဒီဗမာ PDF ဆိုတဲ့စကလုံးကိုသုံးလာတာပေါ့နော်ဗမာ PDF ဗမာ PDF ကျွန်တော်တို့ကဗမာ PDF မဟုတ်ပါဘူးကျွန်တော်တို့ PDF Defense Force ပါပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်ဗမာကိုကိုစားမပြုတ်ပါအောင်ကျွန်တော်တို့ပြည်တော်စုအတွင်းမှာမှီတင်းနေထိုင်ကြတော့နိုင်ငံသားအလုံးကိုကိုစားပြုတ်ပါတယ်ပြည်တော်စုရဲ့တပ်မတော်တို့တောင်ပြောလို့ရရတယ်ပေါ့နော် PDF Defense Force ဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်စီကတိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ရဲ့ဂျာမန်ဆက်ဆံရေးတွေအမြင်တွေ ကွဲပြားသွားအောင်လူမျိုးစုတော်လှန်ရေးအသွင်နော်လူမျိုးစုတော်လှန်ရေးအသွင်တထံဆောင်လို့ဆိုပြီးတော့မှစစ်ကောင်စီကဗမာ PDF တေဆိုတဲ့စကလုံးစပြီးသုံးပါတယ်စသုံးတဲ့သူတွေကလည်းကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ပါအဲဒီအနေမှာအဲဒီအနေမှာတစ်စက်တစ်ဖြစ်ဖြစ်နဲ့ဗမာ PDF တွေဗမာ PDF တွေဆိုတဲ့စကလုံးကတွင်ကျဲလာပြီး နောက်ပိုင်းကိုယ့်ရဲ့တော်လှန်ရေးအင်အားစုတွေအားတော့ အဲလူမျိုးစုအခြေခံတဲ့စကားလုံးတွေပြောလာတာပေါ့အာမင်းတို့ကင်းရင်နေမတိုက်ဘူးလားငါတို့ဗမာ PDF တွေပဲအသေးခံရတယ်ဆိုတော့စကားလုံးမျိုးတွေပေါ့ဒါကျွန်တော်တို့တော်လန်ရေးကိုတဆင့်နှိပ်ပြီးတော့မှဟိုလှုပ်လိုက်တဲ့သဘောတွေပေါ့စစ်ကောင်စီကတချမ်းချင်းတွေခွဲထုတ်တဲ့သဘောတွေပေါ့အဲ့တော့ကျွန်တော်တို့မြန်မာလူထုတွေကလည်းဖြစ်နေတာကသူကဘတ်ဆွဲတဲ့ဝါတာပေါ့ဒီဘက်ကိုထောက်ခံဟိုဘက်ကိုဆန့်ကျင်ရမယ်ဆိုတဲ့သဘောကျွန်တော်တို့ကဒီဘက်ကိုထောက်ခံတယ်ဟိုဘက်ကိုဆန့်ကျင်စရာမလိုဘူးပေါ့အဲ့တော့ကျွန်တော်တို့က ဒီမန်စကားအဆောက်ပြန်သွားရမယ်ဆိုမန်လေး PDF ကတာဝန်ရှိသူတွေတာဝန်ထမ်းဆောင်တာကိုထောက်ခံတိုင်းတစ်ဖက်ကိုကျွန်တော်တို့ရရိုးရိုးနက်နက်ပြောစရာမလိုဘူးပေါ့အဲ့တော့တာဝန်ရှိသူတွေတာဝန်လာရောက်ထမ်းဆောင်တဲ့အချိန်မှာတာဝန်ထမ်းဆောင်မှုကိုအနှောက်အယှက်ပေးတဲ့အတွက်ကြောင့်မို့ပုံမှန်353ဆိုတဲ့ဥပဒေနဲ့တရားစွဲပြီးထောင်းတဲ့နှစ်နှစ်ထိချမှတ်လို့ရတယ်ပေါ့ ဟောဒါကဥပဒေအကြောင်းအရစိတ်ခံစားချက်ကတက်တက်ပေါ့အဲ့တော့ကျွန်တော်တို့ကယူနီဖောင်းဝတ်ထားတဲ့အတွက်ကြောင့်မို့စိတ်ခံစားချက်ကတက်တက်ဥပဒေအကြောင်းအရကတက်တက်ကင်တွယ်ရမှာပေါ့အဲ့တော့ manly pdf ကလည်းဒါမျိုးကင်တွယ်သွားတာတွေ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ကလည်းသဘောကျတယ်တော့အဲ့ဒီခံပြောတဲ့လူတို့သူတို့ဒီကျွန်တော်ကြားတာစစ်တပ်ရာရှိတယောက်ရဲ့မိသားစုလို့ကြားတယ်ဟုတ်မဟုတ်တော့မသိဘူးအဲ့ဘလို့ပဲဖြစ်ဖြစ်ပါချင်းနေတာတစ်ခုကတော့ကျွန်တော်တို့အောင် အောင်မြင်မှုတွေ့ရတယ်ဆိုတဲ့စကားလုံးကိုပြန်ကောင်းရအောင်။ဘာအောင်မြင်မှုလဲဆိုလို့ရှိရင်ကျွန်တော်တို့နဲ့နေရတာဒီသူတို့ကျွန်တော်တို့ကိုခံပြောတော်လဲပဲအခံဟိုပြောတော်လဲပဲသူတို့ကိုမတက်လောက်ပါဘူးအသက် OA စီးစိမ်မဆိုးရှုံးလောက်ပါဘူးဆိုတဲ့စစ်ခံစားချက်သူတို့မှာရှိနေတယ်။အဲ့တော့ပြောချင်တာကသူတို့ကကျွန်တော်တို့မကြိုက်နှစ်သက်တော်လဲပဲသူတို့စိတ်ထဲမှာလက်ခံနေတယ်ကျွန်တော်တို့နဲ့နေရတာလုံခြုံတယ်ဆိုတော့အသိစိတ်က မသိစိတ်ကလက်ခံနေတယ်ဆိုတဲ့သဘောသွားတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းရေးရတယ်လူထုလုံခြုံမှုဖြစ်ဖို့ဆိုတဲ့အချက်တစ်ချက်ပါဝင်တဲ့အတွက်ကြောင့်မို့ကိုယ်မနစ်သက်တော့လဲလုံခြုံနေတယ်ဆိုတဲ့ခံစားချက်ကကိုကကျွန်တော်တို့တော်လိုင်းရေးအတွက်အမြတ်အစွန်အနှစ်သာရကိုသွားတွေ့လို့ကျွန်တော်က appreciate လုပ်တာဖြစ်ပါတယ်ကျွန်တော်တို့လည်းနေမြေနေနေဆက်ဆံတဲ့အခါအဲ့လိုမျိုးတွေတွေ့ရပါတယ်ကျွန်တော်တို့ဆက်ဆံတဲ့နေမြေတွေမှာအချို့ချက်ခံရင်မိသားစုဝင်တွေစစ်တပ်မိသားစုဝင်တွေရှိပါတယ်ကျွန်တော်တို့ကိုလည်းအောက်တောက်ခေါက်တောက်ခေါက်တာလို့အန်ချိတ်တာလို့မျက်စောင်းထိုးတာလို့လုပ်ပါတယ် ်သို့တော်လည်းပဲကိုဝတရားကိုနှောက်ရှက်ရင်တော့ဝတရားနှောက်ရှက်မှုနဲ့အဲတက်ဆိုင်ရနေမျိုးအုပ်ချုပ်မှုတွေနဲ့တရားစွဲဆိုရမှာပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်တော့သူကိုအဲ့လိုလုံရဲတယ်ဆိုတော့သူစိတ်လုံခြုံမှုရှိနေတယ်ဆိုတော့တွေ့ရတာပေါ့စိတ်ကောင်းစီနဲ့ဆိုရင်တော့ခင်ဗျားဖြစ်ဖြစ်ကျွန်တော်ဖြစ်ဖြစ်ဒါမျိုးသူ့ကိုထောက်ခံသူရောသူ့ကိုမထောက်ခံသူရောပြန်ပြောရဲဘူးလေအဲဒါမျိုးရှိတာပေါ့နော်သူတို့ဥပဒေအရအကင်တွေတာထက်ပုဂ္ဂလိကဆန်ဆန်ဖြည့်ရှင်းပြစ်တာလေစိတ်ကောင်းစီမှာအများကြီးပဲပေါ့အဲပြော အဲပြောချင်တာကတော့တောင်ဝန်ထမ်းဆောင်တဲ့သူတွေလည်းတကယ်ကိုလေးစားဖို့ကောင်းတယ်တကယ်ကိုဥပဒေနားလည်တဲ့ဆရာမတယောက်ပါနေတာလည်းတွေ့ရတဲ့အတွက်တကယ်ကိုစနစ်ကျတယ်လို့ပြောလို့ရတယ်အဲပြန်ပြောတဲ့သူကလည်းဝတရားနှောက်ယှက်မှုအမှုထက်တိုးဝါဟိုဘက်ကတရားစွဲရင်အမှုထက်တိုးဝါနိုင်တယ်ပေါ့အဲဒါပေမဲ့ဒီလောက်ထိခံပြောနေတာတော့ဘာမှမဖြစ်ဘူးဒီလောက်ထိမဟုတ်မဟုတ်တွေပြောနေတာတော့ဘာမှမဖြစ်ဘူးဆိုတော့စိတ်လုံးကျုံမှုလေးရလဲကျွန်တော်တို့တော်လိုင်းရဲ့အနှစ်သာရတစ်ခု ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြန်လည်ရှင်းပြလိုက်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီဒီ Facebook ဒီကျွန်တော်ရဲ့ personal ဖြစ်ပါတယ်ကျွန်တော်တက်ဖွဲ့နဲ့မဆိုင်ပါဘူးအဲ့တော့ကျွန်တော် personal ခံစားချက် personal ခံယူချက် personal အကြောင်းအရာတွေကိုတင်တာဖြစ်ပါတယ်ကျွန်တော်ကွန်မန့်လေးတစ်ခုတွေးလိုက်တယ်အဲ့ဒါပါလဲဆိုတော့တက်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့လူတို့အမြင်ပေါ်ညံနေတယ်ဘာညာကျွန်တော်လာပြောတယ်ဗောနောကျွန်တော်ကဒီအကောင့်ဒီတက်ဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့တင်နေတာမဟုတ်ပါဘူးကိုယ်စွဲအနေနဲ့ပြည်သူတယောက် အနေနဲ့ပဲကျွန်တော်အများရန်တင်ပြီးတော့မှတကူရေးစိတ်ခံစားချက်ကိုပဲပြောတဲ့အကောက် personal only ဖြစ်ပါတယ်ခင်ဗျာအားလုံးကြမ်းမှကြပါစေအာတမောက်မျိုးနဲ့ငားမိုက်ဝင်းကျင်ရှိကြေးရွာအချို့ကိုစစ်တပ်ကပြန်လည်တင်ပိုက်နေပြီးတိုက်ပွဲများပြင်းထန်နေ စကိုင်းတိုင်းထပ်ပိုင်းကတာခရိုင်အတွင်းရှိတော်လန်ရေးတပ်ဖွဲ့များတင်ပိုက်ထားသည့်ဗမ္မောက်မျိုးနှင့်ငားမိုင်ခန့်အကွာထိစစ်ကော်မရှင်တပ်နှင့်ရှမ်းပြည်မျိုးသားများတပ်မတော် SNLA ပူးပေါင်းစစ်ကြောင်းရောက်ရှိလာပြီးတိုက်ပွဲများပြင်းထန်နေကြောင်းဒေသခံများနှင့်တော်လန်ရေးတပ်ဖွဲ့များထံမှစုံစမ်းသိရှိရသည်ဗမ္မောက်မျိုးကိုပြန်လည်တင်ပိုက်လိုသည့်စစ်ကော်မရှင်သည်တပ်မ33နှင့်ရင်းတို့၏လက်အောက်ခံရှမ်းပြည်မျိုးသားများတပ်မတော် SNLA တပ်များနှင့်ပူးပေါင်းပြီးအောက်တိုဘာ၄ရက်မှစတင်ကပြန်လည်ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည့်ထိုကဲ့သို့စစ်ကော်မရှင်တပ်ဖက်ကပြန်လည်ထိုးစစ်ဆင်လာ၍ဗမောက်မျိုးနှင့်ငားမိုင်ဝင်းကျင်အနောက်ဘက်ခြမ်းရှိကြောင်းနှင့်စစ်တော်နှင့်ဗမောက်မျိုးအရှိချမ်းတို့တွင်နှစ်ဖက်တပ်ဖွဲ့များကြားထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိနေကြောင်းသိရသည် ဗမောက်အနောက်ချမ်းကြောင်လဲဘက်နဲ့ဗမောက်အရှေ့ချမ်းမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ဟုဗမောက်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါဖာမှတာဝန်ရှိသူတဦးကဖော်သူပြောသည်ထို့ပြင်စစ်ကော်မရှင်တပ်ဖက်ကတိုက်ပွဲဖြစ်ပွားနေသည့်နေရာများအပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ရပ်ကွက်များကြေးရွာများကိုလည်း2025ခုနှစ်အောက်တိုဘာ၄ရက်မှ13ရက်အထိဂျက်ဖိုက်တာရီဆယ်နှစ်စစ်ထောက်ပို့လေယုံများအုံပြု၍ရည်ရွယ်ချက်ရှိရှိလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်လျက်ရှိနေသည် စစ်ကော်မရှင်တပ်ဖက်ကအင်အားတော်များတဲ့ဆဲနှစ်နဲ့ဘုံကျဲတဲ့ SNA ဘက်ကလည်းလက်နက်ကြီး drone တွေနဲ့လည်းဖြစ်ကူတဲ့ခုထိကတော့တိုက်ပွဲတွေဖြစ်နေတော့မဲ့စစ်တပ်ဖက်ကပြန်ရသွားတဲ့ရွာတွေလည်းရှိတယ်။အော်တိုဘာ၈ရက်နေ့ကပြည်သူတွေကိုလည်းဖမ်းထားတတာ ရာကနန်းဝင်းကျင်ရှိတယ်။စစ်ဆောင်နေကြတာတွေလည်းအများကြီးပဲဟုတော်လန်ရေးတပ်ဖွဲ့များနဲ့နှိဆက်သူတအူးကဆိုသည်